နောင်မြအထက်ကအကြောင်းလူလေးလို့သိရပါရဲ့ရှင့်မှာကမာလေးကိုပားရိုက်နားရိုက်လှုပ်ပြီးတော့ထိုင်ကြော့ကိုင်းနေပေါ့နော်ဒီလိုလှုပ်ရတဲ့ကဒါအနိုင်ကျင့်နေတာရှင့်ဆယ်ကျော်သက်ကိစ္စတွေမှာပေါ့နော်ဒီလိုသူများအနိုင်ကျင့်နေပြီးအနိုင်ကျင့်တတ်ပြီးဆိုရင်အဲ့ဒီကလေးတွေမှာလဲစိတ်ဒဏ်ရာတွေစိတ်ဝေဒနာတွေရှိတတ်တယ်ရှင့်အဲ့တော့စိတ်ပန်းဆိုင်ရာကုထုံးနေတဲ့သူတို့ကုသပေးရမယ်ကျွန်တော်သားသမီးသားအဲ့ဒီအနိုင်ကျင့်တဲ့အကြောင်းသူလေးဖြစ်ခဲ့ရင်တော့ကြောက်ခွဲပြီဒါလို့ဆိုတော့ဒီလောက်ကြီးတဖြောင်းဖြောင်းနဲ့ရိုက်နေတာကြီးက ားလုံးမင်္ဂလာပါမွေး channel ကြီးကချိုးဆိုလိုက်ပါတယ်မွေးတီနေတဲ့ဆက်ပြီး channel ဗီဒီယိုလေးရတော့ live မှာမှနာမည်ကြီးနေတဲ့မြောင်မြအထက်ခ6ကကျောင်းသူတွေအုပ်စုဖွဲ့ရိုက်နှက်ခဲ့တာနဲ့ပတ်သက်ပြီးတော့အခုဆိုလို့ရှိရင်ဒီရိုက်နှက်ခဲ့တဲ့ကျောင်းသူလေးတွေကစိတ်ကြယောဂခံစားနေရဆိုပြီးတော့ပြပြလာတဲ့ဗီဒီယိုလေးကိုတက်ဆက်ပြီးမှာပဲဖြစ်ပါတယ်ဗီဒီယိုတက်မှာဆိုလို့ရှိရင်တော့ပြည့်စုံပါတယ်ပေါ့နော်အခုကြည့်နေတဲ့အမျိုးရမှာလည်းဒီခလေးမိဘတွေပါလို့ရှိရင်မွေးဗီဒီယိုလေးကိုစုံထိတဲ့ပတ်ကြည့်ရှုပြီးဖို့ဖိတ်ခပါရှိဒါဆိုတော့ဗီဒီယိုလေးကိုစားလိုက်ကြရအောင်နော်မြောင်မြအထက်ခကျောင်းသူလေးတို့သိရပါရှင့်မင်းကလေးတယောက်ကို ဘယ်လိုပြဿနာဖြစ်ကြလဲတော့မသိပါဘူး။ကျွန်မကြည့်တာတော့လူမှုကွန်ရက်မှာ post တင်တဲ့ကိစ္စနဲ့ဖြစ်တယ်လို့ထင်ပါရဲ့ရှင့်။ဒါမဲ့ပြဿနာဖြစ်တဲ့အခါမှာကမာလေးကိုပားရိုက်နားရိုက်လုပ်ပြီးတော့ထိုင်ကြော့ကိုင်းနေပေါ့နော်ဒီလိုလောက်ရတေကတာအနိုင်ကျင့်နေရရှင့်လူငယ်ချင်းချင်းအနိုင်ကျင့်နေတဲ့ကိစ္စပါအဲ့တော့ဒီမိန်းကလေးနဲ့ပတ်သက်ပြီးတော့လည်းအခုဒီရုပ်စာပေါ့နော်သူတို့ကြောင်းနေရနေပြီးတော့ရေးယူဖို့အတွက်တော့စီစဉ်နေရဆိုပြီးသိရပါတယ်မိဘတွေခေါ်တွေ့ပါ냐ပေါ့နော်ဒီလိုနှိမ့်ဆက်တာအပြင်ရုပ်သက်ခါရိုက်ပြီးတော့လူမှုကွန်ရက်မှာအဆက်ခွဲတဲ့ကိစ္စတွေလောက်တာတော့တော်တော်ကိုအဆုံးအဆုံးထိမှိုင်းရိုင်းတဲ့ကိစ္စဖြစ်သွားပြီပေါ့နော် အဲ့လိုမယန်နေဥဒံဆိုင်တင်ထားတာတော့မာတချို့တွေကအနိုင်ကျင့်တဲ့ဒီကောင်မလေးတွေကိုအားကျနေရရှိတယ်ဟိုလူငယ်မှာဆိုရင်လူမိုက်စိတ်ပေါ့လူမိုက်စိတ်ရှိတတ်တဲ့လူငယ်တွေမှာလေအဲ့လိုမိုက်မိုက်ကန်ကန်ညံနေတဲ့အလုပ်လုပ်နေတဲ့သူတွေကိုအားကျတတ်တဲ့လူငယ်တွေရဲ့စိတ်ကလည်းအဲ့လိုတီးတန့်ရှိရအချို့လူငယ်တွေကအဲ့လိုရှိရညံနေညံတိန်အော်အောက်တန်းစားပေါ့နော်အဲ့လိုမျိုးသူများကမိုက်ရိုင်းစော်ကားအဲ့လိုလူမျိုးတွေကိုတီးတန့်အားကျတတ်တဲ့သူတွေရှိရဲ့ရှင့် ဒါကတော့တော်တော်ဆင်ញင်ဖို့ကောင်းတယ်မိဘတွေလည်းကိုသားသမီးနဲ့နဲ့တရီထားပါတော့လူဆိုးတွေကိုမှသဘောကျတတ်တဲ့မူကျင့်လေးရှိရဲဆိုတော့သားသမီးကိုဆုံးမတဲ့နဲ့ရှင့်ဒီစေကြောတက်ကိစ္စတွေမှာပေါ့နော်ဒီလိုသူများအနိုင်ကျင့်နေပြီးအနိုင်ကျင့်တတ်ပြီးဆိုရင်အဲ့ဒီကလေးတွေမှာလည်းစိတ်ဒဏ်ရာတွေစိတ်ဝေဒနာတွေရှိတတ်တယ်ရှင့်ဒါလေးနဲ့ပတ်သက်ပြီးတော့လည်းကျွန်မဘုသူတအနေနဲ့ပြောပြချင်ပါတယ်ကိုယ့်ရဲ့သားသမီးမှာဒီလိုမူကျင့်နေရှိနေပြီဆိုရင်အဓိကတာဝန်ရှိပြီးထိန်းသိမ်းရမှာမိဘတွေပါရှင့်ဒါကြောင့်မိဘတွေဘုသူတရရစီဖို့လည်းကျွန်မပြောပြတာပါကျွန်မခုပြောရလေးကိုနားထောင်ပြီးတော့ကိုယ့်သားသမီးကိုပြန်လဲပြီးတော့စမ်းစစ်လို့ရအောင်ပေါ့နော် အဓိကဒီလိုမျိုးဆက်ကျွတ်သွားဖြစ်လာတယ်ဈာလူငယ်တွေပေါ်မှာအနိုင်ကျင့်တက်လာတယ်နှိပ်စက်လာတယ်စော်ကားလာတယ်ရိုင်းတက်လာတယ်ဆိုတဲ့ကိစ္စတွေလောက်လာပြီးဆိုရင်သူတို့မှာအစိတ်ခံစားချက်ထိန်းချုပ်မှုပြဿနာရှိတတ်တယ်ရှင့်ဘယ်လိုမျိုးလဲဆိုတော့သူတို့ဟာဆိုရင်ဒေါသထွက်လွယ်တယ်စိတ်တူလွယ်တယ်စိုးရိမ်ပူပန်မှုတွေများပြီးတော့စိတ်ကြယောဂါတွေလည်းဖြစ်နေတတ်ပါတယ်ဒါပြင်အောင်အခြားသူတွေကိုထိန်းချုပ်လို့စိတ်တွေများတယ်အခြားသူရဲ့ခံစားချက်ကိုလည်းသူတို့နားလည်နိုင်စွမ်းမရှိဘူးညံမမီဘူးပေါ့နော်အော်သူ့မှာ ဝမ်းထဲစိတ်ခံစားရလဲရှိသွားမလားသူများအားငယ်သွားမလားဆိုပြီးကိုချင်းစာစိတ်ပေါ့နော်အဲ့လိုကိုချင်းစာစိတ်ကသူရဲ့သူတို့ရဲ့အုံတော့ခဲနဲ့နှလုံးသားထဲမှာကြီးထွားခြင်းမရှိဘောရှင်ပြောမယ်ဆိုတော့နည်းနည်းညံတိတ်တဲ့ပုံစံဖြစ်တာပေါ့နောက်ထပ်တစ်ခုအကြတော့အဲ့လိုမျိုးပစ်ထားမယ်ဆိုသူကငွေစေဝါတုံးဆွဲတာတွေဥပဒေနဲ့မညီတဲ့ပြုမှုတွေပါလှုပ်လာလိမ့်မယ်ရှင်ပြီးတော့ရှင်သူများအနိုင်ကျင့်တတ်တဲ့သူတွေမှာအဓိကအားနေချက်ကခုခုကိုယုံကြည်မှုမရှိဘူး ကိုကိုယုံကြည်မှုမရှိတော့ဘာဖြစ်လဲဆိုတော့လူတိုင်းကိုကိုထက်နှိမ်အောင်ဖန်တီးတယ်ပေါ့နော်သူများတွေကိုအများနဲ့နှိမ်အောင်ဖန်တီးနေမှာသူကသူကသူတောက်ပတယ်လို့ခံစားရတာပေါ့နော်ကိုကိုကို confidence မရှိဘူးပေါ့ရှင်ဟိုကျမတို့မြန်မာမှာဆိုရင်စကားတခုရှိရလေသူများဖျောင်းနိုင်မှုတ်လိုက်ရုံနဲ့ကိုကပို့ပြီးတော့လင်းသွားမှာမဟုတ်ဘူးဆိုတာမျိုးပေါ့နော်အဲ့လိုလူမျိုးတွေကသူများဖျောင်းနိုင်လိုက်မှုတ်နေတာကိုဖျောင်းနိုင်ကိုလင်းအောင်လို့မစူးစားဘူးပေါ့နော်အဲ့လိုစိတ်ဓာတ်မျိုးတွေပေါ့ရှင်ပြည့်ရခါမှာဒီလိုမျိုးကလေးငယ်တွေပေါ့နော်သူဆယ်ကျော်သက်တွေမှာဖြစ်တဲ့ပြဿနာအိမ်တွင်းအကြမ်းဖက်မှုတွေနေတဲ့ဆက်ဆက်နေတဲ့တက်ရှင့် သူများကိုအနိုင်ကျင့်တတ်တဲ့ကလေးဟာဆိုရင်အိမ်မှာလဲစိုးဝါးစွာရိုက်နှက်ခံရတဲ့ဘဝကိုလာတတ်တာများတယ်။စိတ်ပညာအရအဲ့လိုရှိတယ်။ပြီးတော့မိသားစုရဲ့လစ်လို့ရှုမှုခံရတဲ့ကလေးတွေဟာအပြစ်မှာသူများကိုအနိုင်ကျင့်နေရှင့်။ဒါကြောင့်ကိုယ့်ရဲ့မိသားစုမှာကိုယ့်ရဲ့ကလေးကိုပေါ့နော်အပြစ်ရှိရင်ရမ်းရိုက်တာတွေနှိပ်စက်တာတွေဟိုဆုံးမတဲ့အခါမှာလွန်ကဲတာတွေပြီးတော့ပစ်ထားတာတွေပေါ့နော်ကလေးကဘလို့စိတ်ကံစားချက်ပဲရှိရှိတော့သူငိုငိုရင်းရင်းပစ်ထားတာမျိုးတွေမလုပ်အောင်ရှင့်။အဲ့လိုလုပ်လို့ရှင့်ကိုကလူစိုးတယောက်ကိုပြုစုပြိုးထောင်လိုက်လို့ဖြစ်သွားပါလိမ့်မယ်ရှင့်။ ဒါလေးတော့မိဘများဆင်ကျင်သင့်ပါလားရှင်ဒီလိုမျိုးသူများအနိုင်ကျင့်တတ်တဲ့ကလေးတွေအားဆိုရင်ဒီတိုင်းပြစ်ထားလိုက်မယ်ဆိုရင်တို့မှာစန့်ကျင်ဘက်ဖောက်ပြန်ယောဂ OTD လူမှုရေးပြဿနာအပြုအမူ CD မာနကြီးပြီးတော့သူများအောင်အရေးမဆိုင်တဲ့စိတ်ယောဂ MPD တွေလည်းခံစားရနိုင်ပါလားရှင်ပြောရမယ်ဆိုတော့အယူတစ်မျိုးဖြစ်သွားမှာပေါ့ရှင်အဲ့လိုမျိုးပေါ့နော်ခြေနဲ့အဲ့လိုရှိရဲ့ဒီတော့ကူညီတဲ့နာကတော့စိတ်ပန်းဆိုင်ရာကုထုံးနေတဲ့တို့ကုသပေးရမယ်ပြီးတော့မိဘတွေကကလေးရဲ့လောက်ကైဆောင်ရွက်မှုတွေကိုအမြဲတမ်းစောင့်ကြည့်ပြီးတော့ သူတို့ရဲ့စိတ်လေးတွေအကောင်းဘက်ပြင်ရောက်လာအောင်လို့ဆွဲဆောင်ပေးရမယ်ရှင်ဒီလိုလုံးဆောင်မှာပဲကျမတို့ဟာဆိုရင်လူဆိုးတွေယောနေတော့အောင်လောက်အောင်မှဖြစ်ပါရဲ့ရှင်အဲ့လိုမှမဟုတ်ဘူးဆိုတော့ဆဲကျော်တတ်မှသူများနှိမ့်ဆက်အနိုင်ကျင့်လို့ရှင်အသက်ကြီးလာလဲသူဒီလောက်ကိုဆူဆဲမြဲလောက်သွားမှာအဲ့ချိန်ကျလို့ရှင်သူ့ဘဝဘယ်ကိုရောက်သွားမယ်လို့ထင်ပါတယ်ရှင်ကျမတို့အနေနဲ့လူသားရယ်လို့ဖြစ်လာရင်တော့မျိုးဆက်ဆိုတာရှိရပေါ့နော်ကိုယ့်ရဲ့မျိုးဆက်ကလူဆိုးတွေမွေးဖွားမိဖို့အကြောင်းရင်းတွေရှိနိုင်တယ်တချို့မိပါတယ်ဆိုရင်သူတို့တာသမီးက မတရားပြုကျင့်တဲ့မရင်းကောင်ဖြစ်နေရမျိုးပေါ့နော်ဒီလိုအခြေအနေမျိုးတွေမှာဆိုဒီမိဘရှင်ထဲမှာဘလို့ခံစားရမလဲဘလောက်ထိအဆက်သိက္ခာကင်းမဲ့စွာနဲ့ဘဝကြီးကိုဖျက်ဆီးရမလဲစဉ်းစားကြည့်ပေါ့နော်ဒါကြောင့်သာသမီမွေးပြီဆိုတာနဲ့သာသမီရှိပြီဆိုတာနဲ့အဓိကလူကောင်းလေးဖြစ်အောင်ကျွန်တော်တို့ကြိုးစားပေးရမယ်ရှင်မတော်လဲရရနော်လူတော်မွေးလိုက်မတော်လဲရရကိစ္စမရှိလူတော်ဖြစ်ခြင်းဟာဒါသူ့ရဲ့ကံအကြောင်းတရားသူ့ကြိုးစားမှုနဲ့ဆိုင်တယ်ဒါပေမဲ့လူကောင်းလေးဖြစ်အောင်တော့ကျွန်တော်တို့မွေးမရမယ် လူကောင်းလေးတယောက်တွေးတက်တယ်လို့မျိုးကျမတို့တို့သင်ပေးมาရမယ်ရှင်ကိုကျင်းစာစိတ်တွေထည့်ပေးရမယ်တို့တွေကိုတို့ကျမတို့ကျင်နာပေးရမယ်ဒါဆိုရင်တို့ဟာလူကောင်းလေးဖြစ်နေမွေးလာမှာအ ਨੇ စုံတော့လူကောင်းတွေများတဲ့ကပိုင်ကြီးကအေးချမ်းသာရတာပေါ့ရှင်မဟုတ်ဘူးလားလူကောင်းဆိုတာကသူများကိုမျက်နှာအောင်မလုပ်ဘူးလေသူများဒုက္ခရအောင်မလုပ်ဘူးကိုကခက်ခဲနေတော့သူများကိုခက်ခဲအောင်လုပ်လိုက်ဖို့အတွက်ဝင်လေးတယ်အဲလူကောင်းတွေရဲ့ပြုတ်မှုပဲ ဒါကြောင့်လူကောင်းလေးမွေးထုတ်တာလို့ကြိုးစားပါနော်။ကျွန်မခုပြောပြတဲ့အချက်လက်လေးတွေသားသမီးတွေမှာရှိနေပြီပေါ့နော်။သူတို့အထီးကျန်နေရပေါ့ရှင်ဆယ်ကျော်သက်တည်းကဖြစ်တတ်တယ်လေ။ကြောက်ထဲထိုင်ပြီးတော့ဘယ်သူနဲ့မှလည်းစကားမပြောမပတ်သက်ပေါ့နော်။အဲ့လိုမျိုးစိုးသွမ်းနေပြီဆိုရင်တော့ဒါမိဘတွေကစင်ကျင်တဲ့ပြီးတော့တတိချာလေးသားသမီးကိုဆောင်ရှောက်ပေါ့ရှင်။ဆယ်ကျော်သက်ချိန်မှာပြန်ပြီးပြုတ်ပြင်မယ်ဆိုရင်မှီပါတယ်ရှင်။လူကောင်းလေးပြန်ဖြစ်သွားနိုင်တယ်ပေါ့နော်။အဲ့ထက်ကျော်သွားလို့30 40ဆိုတော့ရင့်သွားပြီ။ဟောအဲ့ချိန်ကျရင်ဘာမှလုပ်လို့မရတော့ဘူးပေါ့နော်။သူ့ရဲ့တဘွားတစ်ဆောင်လုံးလူတွေဒုက္ခပေးရတယ်ပဲသူကကျင်သားရပါမှာရှင်။အဲ့လိုမဖြစ်အောင်လို့မိဘတွေကသာ လက်ဦးစရာမြည်ထိုက်စွာဆိုတဲ့စကားနဲ့အညီစောက်ရှောက်နိုင်ဖို့အတွက်ကျွန်မဒီသတင်းလေးကနေပြီးတော့တင်စာလေးပြောပြပေးတာဖြစ်ပါရဲ့ရှင်။ကဲလို့မြန်နဲ့အဲ့လိုနိုင်ချင်းတဲ့ចောင်းသူတယောက်ကအမတမီဖြစ်နေမယ်ဆိုရင်ရောတဲ့။အမအနေနဲ့ဘယ်လိုမြန်ခံစားရမလဲဗျာတဲ့။အော်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းမမရန်ပြောရရင်တော့လေဟိုအဲ့လိုမျိုးဖြစ်ခဲ့တာတမီကကျွန်တော်အဲ့လိုအနိုင်ကျင့်တဲ့ကလေးကကျွန်တော်တမီဖြစ်ခဲ့မယ်ဆိုရင်ပေါ့နော်တဖန်မိသားတဖန်မိဘမိသားစုကျင့်တဲ့အောင်တောင်းပန်မယ် တို့ဘာဖြစ်ချင်တာလဲအခု social media ပေါ်မှာတက်ပြီးတော့ကျွန်တော်တမျိုးပြန်ပြီးတော့အချက်ခွဲချင်တာလားလုတ်ခွင့်ပေးလိုက်မယ်ဘာလို့ဆိုတော့ကိုကိုလုတ်တဲ့ကိုစိတ်ရအတီးကိုကိုပြန်ပြီးတော့ချိန်တဲရမှာဗျာအဲ့တော့ကျင်းတဲ့အောင်ထီအောင်လုတ်ပေးရမှာပဲဒါမင်းရဲ့မိကုန်းကိုကျွန်တော်ဖြေပြတာနော်နောက်နောက်နောက်ထပ်မှတ်နေတဲ့စာတွေလည်းရှိရကျွန်တော်ကိုဖြစ်ထားတာကြားတဲ့ကိစ္စကိုပြောရဲဆိုတဲ့ပုံစံမျိုးလေးတွေပေါ့နောက်တစ်ခုပြောပြအောင်မယ်တိလားလောကကြီးမှာလူတွေကတိတ်မတွေးတဲ့အကြောင်းပေါ့နော်အာဒါလေးကမြန်မာစကားပုံပဲဒါပေမဲ့ဒါလေးတွေအနှစ်သာရအရင်ရှိတဲ့စကားလေးတွေပေါ့နော် ဲရဲ့သမီးကအခုအသက်73နှစ်ပြည့်တော့မယ်နောက်9လပိုင်းနဲ့မှဆိုရင်ဒါမဲ့73နှစ်မပြောနဲ့10နှစ်ကျော်ပြီဆိုတော့ကလေးမိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်ငငယ်ရော10နှစ်ထိဝေးလာစားနေ10နှစ်ထိကသူတို့ရဲ့ role model တည်းအဖေနဲ့မိပဲအဖေအဖေလုံးသမီးကကိစ္စလိုက်လို့ရှင်တယ်အမေလုံးသမီးကကိစ္စလိုက်လို့ရှင်တယ်မိန်းကလေးဆိုရင်အမေဝတ်တာလေးတွေလိုက်ဝတ်ရှင်တယ်အမေဟိုစကားပြောရလို့လိုက်ပြောရှင်တယ်အမေပြဿနာတခုဖြေရှင်းတဲ့ပုံစံလေးတွေမိန်းကလေးတွေဆိုရင်လိုက်ကြည့်ထားတယ်အဖေယောက်ျားလေးတွေဆိုလည်းအဖေပါဝတ်တယ်အဖေဘလို့နေတယ်ဖေဘလို့ထိုင်တယ်နောက်ဆုံးဆေးလေးတောက်တာကစားအဖေတောက်နေတဲ့ဆေးလေးတောက်ပုံလေးက တို့မျိုးလုံးထဲမှာလှနေတာမျိုးဒါလေးတွေပေါ့နော်ကျွန်တော်ကသဘောတရားအနေနဲ့ကျွန်တော်ပြောပြတာအဲ့လိုမျိုးလေးတွေရှိတယ်အာကျွန်တော်ဟုတ်ကဲ့အဲ့ဒါကျွန်တော်ရောက်အခုပြောတဲ့စကားကျွန်တော်သားသမီးသားအဲ့ဒီအနိုင်ချင်းနဲ့ကြောင်းသူလေးဖြစ်ခဲ့ရင်တော့ကြောက်ခွဲပြီဒါလို့ဆိုတော့ဒီလောက်ကြီးတဖြောင်းဖြောင်းနဲ့ရိုက်နေတာကြီးอ่ะဗျာကျွန်တော်သမီးလေးသားဆိုရင်ပေါ့နော်ဟုတ်အဲ့လိုမျိုးကိုကိုတိုင်းရလဲတေချာဘယ်လိုပြောမလဲဒီကိစ္စကိုနောက်ကြောင်တော့ဒီကျွန်တော်ဟိုခုနပြောသလိုပဲလူငယ်ထဲသေးရေးစကံပို့မလားခေါ်သွားတော့မတက်နိုင်ဘူးလေ သူရွေးချယ်တာသူဒါဒီကကိုလို့ကိုပြန်ခံရမှာပဲတပည့်မိသားစုကဒါမျိုးကျမတို့ကျမတို့ပြန်လိုချင်တယ်ကျမတို့ social media ပေါ်မှာဒုထောက်တောင်းမယ်ခိုင်းမယ်ပားရိုက်မယ်အလုပ်လေးမတက်နိုင်တော့ဘူးဘာလို့လဲကိုလို့ကိုခံရမှာပဲဗျာတိတယ်လောကကြီးမှာအဲ့လိုမျိုးမဖြစ်ဖို့အတွက်ကိုသားသမီးကိုတင်ဖို့ပဲလိုတာမတင်နိုင်မဲမိပါတော့ထိုင်းကြည့်ပဲကိုတမီးကိုသူများပြောထိုင်းကြည့်ပဲကို၆တောင်းမချလို့ပြောခံလို့ပဲကျွန်တော်မှတ်တယ်ဒါကျွန်တော်ပထမဆုံးစောက်သုံးလိုက်ပြီပေါ့နော်ဟာကျွန်တော်တုံတန်ဒေါသတော်တော်ဖြစ်တာဆိုအသားရေစက်စက်တုံကျွန်တော်တမီးရှိမှကျွန်တော်ဘယ်တော့မှစောက်ပြပါ့မပြောဘူးအဲ့ကျွန်တော်လုံရလဲ အလောက်ကျန်လောက်ရတဲ့ main clip ဖြစ်တဲ့အတွက်ကျွန်တော်လည်းတစ်ခါလေးကြိုင်တော့ပြောပါတယ်ဒါပေမဲ့ clip ရှင်မှာမပြောပြရအောင်တော့ကျွန်တော်နေတယ်အခုတော့ဒါတောင်းမယ်နော်ပါသွားပြီပါသွားပြီဆိုတော့ဒါမဖြက်ရှင်တော့နောက်တစ်ခုကကြတော့အိမ်မှာကျွန်တော်တမီးအခု73နှစ်ဆိုတဲ့အရွယ်မှာအကန့်ကြီးလောက်လာတယ်အကန့်ဆိုရင်လည်းသူများဘလို့မျိုးကန်လဲတော့မသိကျွန်တော်တမီးကန်ပုံလေးတွေကကြာဘာဖြစ်တော့ဆိုတခုခုဆိုလို့ရှင်ဘာလို့မဟုတ်သူကမမေရောဘာလို့လဲဆိုမမေရောမမေကြတော့ရော ဲ့လိုမိကုံးလေးတွေရှိရဲ့အဲစကားတခုပြောထားတယ်ဒါလည်းစကားပုံတခုပေါ့နော်မြန်မာစကားပုံလေးတွေစကားပုံလေးတွေကအလကားထွက်လာတဲ့စကားပုံလေးတွေမဟုတ်ဘူးကျွန်တော်ကျွန်တော်တမီးကိုအများအားပြောပြတဲ့စကားတခုရှိရဲ့မမေကမောနေရဲဆိုတာသိလားမမေမောနေရဲဆိုတာသူများချက်တလောက်ပဲရှိရဲ့တမီးကိုအဲ့လိုပြောထားတယ်မိဘကမောနေရဲဆိုတာသူများတကချက်တလောက်အချက်ပဲရှိရဲ့ကျွန်တော်အဲ့ဒါကိုနားလည်အောင်ပြောထားတယ်ဒါဖြစ်လို့လဲဆိုတော့အခုချိန်မှာဆိုလို့ရှင်တို့ကဟိုတငယ်ချင်းအပေါင်းအသင်းအဆက်တစ်ဖြစ်ပေါ့နော်တို့ရဲ့ ဟိုမှာအများကြီးလာတာသူတို့တွေဒီမှာသူတို့ရဲ့စိတ်အတွေ့အခေါ်ယူဆရဲ့ change လာတဲ့အရွယ်ပေါ့နော်အခု73နှစ်ဆိုတဲ့အရွယ်တခါလေကျရင်သူတငယ်ချင်းတွေသူပတ်ဝန်းကျင်မှာပြောတဲ့စကားတွေအမှန်ကျွန်တော်ပြောနေတာဒီလွဲနေတယ်ဒါလေးတွေရှိရဲ့အခါကျရင်ကျွန်တော်ကပြင်ညှိရတယ်အော်ကျွန်တော်ခုလိုပြောပြအောင်ကျွန်တော်တမီးက international school တက်တယ်ကျွန်တော်တို့ကမြန်မာကျောင်းမှာထွက်တဲ့ကလေးတွေအဲ့တော့အဲ့နှစ်ခုကြားမှာအရင်ညှိရတယ်ဟိုသူတို့ကျောင်းမှာတင်လိုက်တာကမှန်တယ်ထင်လို့ကိုမှန်တယ်ထင်လို့မိဘပြောတဲ့မှန်မှာမဟုတ်မင်းဘုရားမင်းရွေးချယ်မှုဒီလိုမျိုးလေးတွေလာတယ် ်မာမှုနဲ့ကြာလို့ရှိရင်တချို့ကိစ္စတွေမှာအဆင်မပြေတာလေးရှိရတယ်။ဒါလေးကိုကျွန်တော်အနေနဲ့ဘယ်လိုပြန်ကြည့်လဲဆိုရင်โอเคမှန်တယ်။ဒါမဲ့ပြောစကားမနာမထားမဲ့လှုပ်ချင်တာလှုပ်မယ်ဆိုရင်ကိုမကိုခံ။အေးအကယ်၍မမဆိုလို့မမကဒီလိုလေးတွေထောက်ပြတဲ့ကိစ္စကိုတစ်ချက်ပြန်ကြည့်မယ်ဆိုလည်းကြည့်။ဒါကြီးကိုကျွန်တော်ကမြန်မာမှုအနေနဲ့ပြန်တင်ရတယ်ကျွန်တော်တို့ဘက်မှာဆိုရှိရတယ်။ဒါနားလည်းလည်းမိပါလည်းနားလည်းမှာပါ။ဒါကျွန်တော်လည်းဟိုခုနပြောသလိုဒီမြန်မာကြောင်းမထားတာဘာကြောင့်လဲဆိုရဲအမေဝန်နေတော့ကျွန်တော်အာမြည်လိမ့်မယ်ဒါမဲ့ကျွန်တော်ကလည်းမြန်မာကြောင်းလည်းထားထားတယ်အင်္ဂလိပ်ကြောင်းလည်းထားထားတယ်ကျွန်တော်တမီလေးကစုံခွပြီးတော့တက်နေတယ်ပဲဆိုပါတော့ ဒါပေမဲ့အဲ့လိုမျိုးပြောတဲ့စကားလေးပေါ့နော်အဲကျွန်တော်တမီးပြောလဲဆိုရင်ငငယ်တုန်းကသူ့အဆုံးမတုန်းကဆိုရင်အရင်ကြီးတေ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 းလေးတော့ပြောတော့ကသူစိတ်ထဲမှာတွေးဘူးရဲ့မမေကနေရာတကာလိုက်ပြောရဲ့ပေါ့မမေကအများတိုင်းကြီးဒေလီပါလို့လို့လိုက်ပြောနေတယ်ဆိုတော့အတွေ့အထိမှရှိတယ်အခုသူအသက်73နှစ်တွင်းနိုင်ခွန်နိုင်နဲ့အရွယ်ဒါတော့73နှစ်ရှိတယ်နော်ဒါသူတအိမ်အောင်ကြပြီးတာသမီးမရသေးဘူးနော်သူတွေးတဲ့အတွေ့အကိုကျွန်တော်ပြောပြတယ်မမေငငယ်ကဒီလိုမျိုးတေးတေးမွမွလေးတွေတေချာဆုံးမထားခဲ့လို့ဒေလီခုချိန်မှာတချို့တလေတော့ ကိစ္စရက်တွေကိုဒီပြရှင်းနိုင်တယ်ပေါ့နော်ဒီဟာတင်တော်အေးဒါကြီးမတော်အေးခုနပြောလို့အဲ့လိုမျိုးကိုသမီးကသူများသားသမီးကိုနိုင်ချင်းနဲ့အချိန်ထိအချိန်နဲ့ထိမရအောင်ကျွန်တော်တို့ကတင်ထားတာဟာဗျအဲ့လိုမျိုးရောက်လာခဲ့ပြန်ဆိုလို့ရှိရင်လည်းခုနပြောသလိုတိုက်သူတားလို့တော့ပေါ့နော်ဒါကကိုမဖြစ်သေးလို့ပြောရလို့ခင်ဗျားတို့ထင်ရင်ထင်နိုင်တယ်တကယ်တကယ်ကကိုမလိမ်ပါလို့ကိုသားသမီးကဒါမျိုးဖြစ်ပြီးခဲ့ဆိုရင်ကျွန်တော်တို့ကျွန်တော်တို့မိဘတွေမှာဘာမှဘာမှပြန်ပြောပိုင်ခွင့်မရှိဘူးရွေးချယ်စရာမရှိဘူးကိုသားသမီးဒါမျိုးဖြစ်လာပြီးခဲ့ဆိုရင်ရွေးချယ်စရာမရှိဘူးခုနပြောရဲ့မန်နေပါရှိသေးရဲ့ ဆုံးတော့ဆုံးမလာပါပဲတဲ့မိမနိုင်ဖမ်းနိုင်နေတက်တက်ရှိရမှန်ပါလေသူရဗီဇကြောင့်လည်းပါတယ်မိမနိုင်ဖမ်းနိုင်နေတက်တက်ရှိတာမှန်တယ်ဒါပေမဲ့မိဘကလည်းကိုဥမာကိုဥကိုသားသမီးမှာကိုသားသမီးဆိုပြီးတော့အငဲကြီးလွတ်မထားဖို့လည်းလိုတာပေါ့ကျွန်တော်ပြောခဲ့ဘူးသလိုပဲအမြင်နဲ့ကိုသားသမီး right မှာမဟုတ်တာကိုသားသမီးမှာလည်းစိတ်လေးရှိတယ်ကိစ္စတစ်ခုဖြစ်ကိစ္စရတစ်ခုဖြစ်လာပြီးဟဲ့ဆိုရင်ကိုသားသမီးရတုံ့ပြန်ဖို့ကိုသားသမီးရမျက်နှာဘေးကိုသားသမီးပြောဖို့ဆိုဖို့ကျွန်တော်သမီးမှာလည်းဖြစ်ဘူးတယ်ကျွန်တော်ကလည်းတကယ်ချင်းချင်းဖြစ်ဘူးတာရှိတယ်။ဒါမှမဟုတ်အမြဲတမ်းပြောရတယ်။တမိမျက်နှာအဲ့ချိန်မှာဘလို့မျက်နှာထားလေးဖြစ်နေလဲ တငယ်ချင်းကပြောလိုက်ချင်းမှာတမိမျက်နှာလေးဘလို့ဘလို့အမူအရာလေးဖြစ်နေလေဒါလေးတွေပြန်တွေးခိုင်းနေဒါဟိုဘောနော်ဖြစ်ပြီးသွားပြီဒီတငယ်ချင်းကမခေါ်တော့ဒါကိစ္စမရှိမခေါ်တော့ဒါပေမဲ့ဖြစ်စင်မှာဖြစ်လာတဲ့ကိစ္စလေးမှာသူ့ကိုပြန်ပြီးသုံးသပ်ခိုင်းနေကိုအဲ့ချိန်မှာဘလို့မျက်နှာပင်းလေးဖြစ်နေမလဲကိုဘလို့စက်ကလုံးကိုဘလို့လေးယူလေးတိုင်းဘလို့လေးတဲ့မမနဲ့ပြောလိုက်မိလေဒါလေးတွေပေါ့နော်ဒါလေးတွေကျွန်တော်ဘက်ကပြန်ပြောရသေးတယ်ရှိတယ်ဒါတော့ဖြစ်ပြီးတဲ့ကိစ္စအချိန်တွေတခုကျွန်တော်ပြန်ကြည့်ပြလားနောက်ကျွန်တော်တမီးကျွန်တော်ဟိုနောက်တစ်ခုမေးခဲ့ဘူးကြီးရေပေါ့နော်ခံရတဲ့ကလေးနေရာမှာအမဆိုရင်ဘလို့ဖြစ်ရှင်းမလဲ မရဘူးမရဘူးဆိုမှမရဘူးပဲကျွန်တော်တာသမီမှသာဖြစ်လာခဲ့ကျွန်တော်နဲ့ဒါလိုက်ရှင်တူတူပဲမေးရင်အများကြီးနော်ကျွန်တော်တာသမီမှသာဖြစ်လာခဲ့ကုန်းဆုံးရေဆုံးမဲ့ကျွန်တော်မရဘူးအဖြစ်မှာကျွန်တော်ပြောရဲစကားတကုံးရှိတယ်တာသမီထီသားကြီးတဲ့မဟုတ်ရပါဘူးတာသမီထီသားကြီးမဟုတ်ဘူးတာသမီကိုသူများမထီအောင်လဲကျွန်တော်တင်ထားတယ်လို့သူသူများကလည်းကျွန်တော်တာသမီကိုမထီအောင်တော့ကျွန်တော်ထားတယ်မှန်တယ်ကလေးချင်းချင်းဖြစ်တဲ့ကိစ္စနေရာတကာတွေကဝင်မပါဘူးဒါပေမဲ့အများတန်းဒီကိစ္စအများတန်းသုံးသက်ချက်ဆိုတော့ကျွန်တော်မှအများတန်းရှိတယ် ကလေးတိုင်းကလေးတိုင်းမှာဟိုမိမဆိုတာရွေးချယ်မှုမရှိဘူးဒါပေမဲ့မိမတိုင်းမှာတော့ကလေးလေးတွေပုံအုတ်ထင်းခွင့်ရှိတယ်အဲ့အတွက်ကြောင့်မလို့မိမအသုံးမကျဘူးလို့ပဲကျွန်တော်ကဒါကြောင့်မလို့ဒီစကားကိုပြောခဲ့တာပေါ့နော်နောက်တစ်ခုအခုကျွန်တော်တို့ဒီဒီရွယ်ကလေးလေးတွေထိရတဲ့အခါမှာအရင်ကြီးဘယ်လိုပြောမလဲချော့လိုက်ချော့လိုက်ဆိုတာမျိုးနားလည်မလားတော့မသိကျွန်တော်အများကြီးချော့လိုက်ချော့လိုက်လုပ်တယ်သမီးကိုမြန်ပြောတယ်။ခါလေးကြရင်သူဒါလေးကိုလှုပ်ချင်တယ်။โอเคကို့အနေနဲ့ဒါကြီးကိုလက်မခံဘူး။သမီးဒီအောင်လှုပ်လိုက်လို့ရှိရင်သမီးတို့မားလိမ့်မယ်။ဘာလို့လဲ သူကဝိုင်းဆိုတယ်မိကုန်မေးကျွန်တော်ဖြေပြရဒီလိုဒီဒီကြောင်းရှိโอเคလှုပ်ချင်လို့မလှုပ်ချင်နေလှုပ်ပေးလိုက်တယ်လူဆိုတာအမအကိုတီးမှာနောက်တစ်ခုကလေးတွေကအခုကကလေးတွေကအများရရနေလူချင်တာရနေကျွန်တော်တမီးတွေငငယ်ကဘောလုံးဘောလုံးဝယ်ချင်းရတန်ဖိုးလေးဘောလုံးဆိုတာဘာလဲဖြေပေးလိုက်ပတ်ဆက်မီးရှို့ရတယ်ဘောလုံးဝယ်ချင်းကပတ်ဆက်မီးရှို့တာဈေးကနေပြန်လာဘောလုံး100လုံးတိုက်အဲ့တော့ခေတ်ကဘောလုံး100လုံး100ဈေးကပြန်လာတဲ့အပေါက်ထွက်မှာအများရဘောလုံး100တန်100တန်အမြင်ဝယ်မိလိုက်ဝယ်ပြီးတယ်အဲ့တည်းကကစုံရက်ကိုအဲ့တော့အယိုးနေကျွန်တော်တို့ကြားပါပြီ နှစ်စီးကိုတရတယ်ကျွန်တော်ဝယ်ခဲ့လိုက်မိတာအပြန်ထွက်မှကျွန်တော်ပတ်စံမပါတော့ဘောလုံးဝယ်ဖို့ပတ်စံမပါတော့အဲ့ချိန်လေးမှာငိုတာအဲ့မှာတော့ဈေးလဲကောင်မှာလှိနေအောင်ငိုတာကျွန်တော်အဲ့မှာတက်တိုင်အောင်မှာထိုင်ကြည့်နေငိုဆိုပြီးတော့မဝယ်သေးဘူး။ तू ကအမြဲတမ်းလိုချင်တာရနေတယ်ဆိုတော့ကျွန်တော်တမီးကအရှုံးဆိုတော့ तू မသိဘူး။ကျွန်တော်လောကကြီးမှာကိုယ်ပဲအမြဲတမ်းခေါင်းဆောင်နေမှာမဟုတ်ဘူးကိုယ်ပဲအမြဲတမ်းတာနေနာဟိုအမြဲတမ်းလိုချင်တာဟိုကိုယ်ပဲအမြဲတမ်းဖြစ်ချင်တာဖြစ်နေရမယ်ဆိုတာမဖြစ်စေချင်တော့အရှုံးဆိုတာလေးကိုအဲ့ဒီမှာတည်အောင်လုပ်ပြီးအိမ်ပေါ်ရောက်တော့မေမေဒေဗီဒီလောက်ငိုတာဘာလို့မဝယ်ပေးရအောင်ဆိုကျွန်တော်တခေါက်မဲ့ပြောခဲ့လိုက်တာ။ တမီးရနေရကအမြဲတမ်းအနိုင်ရနေတမီးအရှုံးဆိုတာလေးကိုတမီးကိုသိအောင်လို့မမေမဝယ်ပေးတာဆိုတော့အဲ့စကလုံးသူအဲ့တော့နားမလဲခဲ့ဘူးဘောလုံးတရားဘာလို့ဖို့လဲတမီးအဲ့ဘောလုံးကလေရော့သွားတာဘောလုံးဝယ်တယ်ဆိုတာဘာလဲပတ်စံပြီးရှုတာတော့ပါမေးတာဘောလုံးဝယ်တယ်ဆိုတာဘာလဲပတ်စံပြီးရှုတာအဲ့ဒီကနေစပြီးတော့ဘောလုံးဆိုရင်ဘယ်ဘောလုံးမှမပူစားရတော့နောက်တစ်ခုအဲ့ဒီကဆုံးမခဲ့တဲ့အဆုံးမသူဒီချိန်မှာဘာနားလဲသွားလဲဆိုတော့ငါမေကငါ့ကိုစိတ်ထားတောင်အသင်ပေးတယ်ဆိုတာလေးတိလာနောက်တစ်ခု ကျောင်းမှာဖြစ်တဲ့ဖြစ်စဉ်တော့ကျွန်တော်ပြောကြတဲ့ line မှာနေအကျင်းနေတာကိုသားသမီးတကယ်ဖြစ်လာရင်ခံရတဲ့အမေဘက်ကဘယ်လိုဖြစ်ရှင်းမှာလဲကျောင်းသူနဲ့ဖြစ်တာတော့မဟုတ်ဘူးဆရာမနဲ့ဖြစ်တာတော့ကျွန်တော်ဖြေရှင်းလာတာကျွန်တော်တမီးလေးက KG ကျောင်းသူဆရာမလက်သေးရှည်ထားပြီးတော့ toilet သွားတဲ့လမ်းမှာစကားတပြောပြောနဲ့လက်ခါပြီးပြောလိုက်တဲ့အချိန်မှာ तू လက်ခါပြောတဲ့လက်ကကျွန်တော်တမီးရဲ့ဒီနေရာကိုဒီနေရာမျက်လုံးပေါင်သားလေးကိုဒဏ်ရာဖြစ်သွားတာသူသူစိတ်ထွက်ပြီးတော့အိမ်ပြန်လာတာခလေးက အဲ့တော့လေကျွန်တော်ဘာဖြစ်တာလဲဘသူနဲ့ဖြစ်တာလဲလို့မေးတဲ့အချိန်မှာအကျောင်းသားအကျောင်းသူချင်းချင်းဖြစ်တယ်ဆိုကျွန်တော်လျှော်လိုက်ပါတော့ဒါပေမဲ့သူကဆရာမနဲ့ဖြစ်တာလေโอเคအဲ့တော့လေကျွန်တော်ကျောင်းကိုလိုက်သွားတယ်တယောက်ထဲမှာကျွန်တော်ယောက်ျားမပေါဘူးကျွန်တော်တယောက်ထဲရုံးခန်းကြီးတက်တာဘာဖြစ်လို့လဲဆိုတော့ကျောင်းဝဆရာမပြောလိုက်တယ်ခလေးရတယ်တွိုင်းလက်သွားချင်းတော့ချင်းနဲ့သူ့လက်ကိုဝင်တိုက်တာလေโอเคအဲ့ကျွန်တော်ပြောလိုက်သူ့လက်ကိုဝင်တိုက်တယ်ဆိုရင် KG ကလေးကိုတင်နေတဲ့ဆရာမကလက်သေးရှိထားလို့ရလားအဲ့တခုံးလေးနဲ့နေလိုက်တာအကေကြီးအဲ့ညလုံးကဒီညလုံးကဖြစ်ပဲနဲ့မျက်စံထဲမှာပေါက်သွားတယ်ဘယ်လိုလုပ်မလဲ ွာပြီးတော့အဲ့လိုမျိုးရေးထားတာလေဒေဝီကဘသူ့ဟိုမလေအဲ့လိုမျိုးဒေဝီတကယ်ကြီးနေတဲ့ဒေဝီစကားများရရှိမယ်မတဲ့တာရရှိမယ်အဲ့လိုမျိုးကကြီးကြောက်တွေရှိရင်ရှိလိမ့်မယ်ဒါပေမဲ့ဒေဝီဘသူ့ဟိုမလေတခါမှဥဟင်နေလေလက်နဲ့ရွယ်ဘူးကတခါမှမရှိဘူး like เจ้าပါဆိုလဲဒိတ်ငယ်ချင်းနေဆိုလဲတိပါဗောနော်ဒေဝီဘလို့နေလဲဆိုတာဒေဝီကိုကကိုပဲနေရယ်မုံစည်းတဲ့လောက်မှာတပတ်မှာနှစ်ခါလောက်သွားရမဟုတ်ဘူး တကယ်ပြောတာစကားရှုံနားရှုပ်အဲ့လိုမျိုးမျိုးမခံနိုင်လို့လို့ကလေးကိုတေချာတင်တင်ထားတာအဲ့နေရာကိုကျွန်တော်သားသမီးမရောက်ဖို့လို့မပြောနိုင်ပြီမဲ့ဒီနေ့ဒီချိန်အထိအဲ့လိုမျိုးဖြစ်အောင်မတင်ထားဘူးအဲ့လိုမျိုးနေရာရအောင်လဲကျွန်တော်မလုပ်ထားဘူးနောက်ပိုင်းပြောက်သွားခင်လဲဒါကျွန်တော်ညက်လို့ကျွန်တော်သူသူပါဖြစ်ဖြစ်ကျွန်တော်ခံရမယ်သဘောပဲပေါ့နော်ဒါလေးကိုပြောချင်တာပါအဲဆီယာမနဲ့ဖြစ်တာတော့မှကျွန်တော်ကကျွန်တော်တယောက်တည်းသွားရှင်းတာတော့အဲ့အကြောင်းကိုအဲ့ဆီယာမတောင်းမယ်နော်မလိုဘူးတခြားကလေးတွေအဲ့လိုမဖြစ်ဖို့အရေးကြီးတယ်လို့ပြောပြီးချိန်နဲ့ချက်ယူပြီးပြန်လာခဲ့တာ နော်ဟုတ်ကဲ့ပါမြို့လူကြီးမွေးဗီဒီယိုလေးရတော့ဒီလောက်ပါပဲဗီဒီယိုတက်မှာဆိုလို့ရှိရင်တော့ဒီအမတွေပြောတော့တာလည်းအရင်အောင်မမှန်နဲ့ပေါ့နော်ဒီမိဘတွေအနေနဲ့ကိုယ့်ရဲ့သားသမီးတွေကိုလက်ရှိမှာပြန်ဆောင်ကြည့်ဖို့လဲလိုတယ်အပွဲဆုံးကအမဆိုလို့ရှိရင်တော့သူ့ရဲ့သားသမီးတွေကိုဘယ်လိုထိန်းချောင်းလဲဆိုတာပြောရစီတယ်ပေါ့နော်ချစ်တဲ့မြို့တွေလည်းဘုဒ္ဓရာသင်ခန်းစာရလိုက်မယ်လို့လည်းမျှော်လင့်ပါရှင့်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အမျိုးတွေထင်မြင်စัจချက်ကလေးတွေလည်းဗီဒီယိုလေးအမှာ comment လေးရေးခဲ့ပြီးတော့ရပါရှင့် နောက်ထပ်လည်းမုဆလီတတိနေဟာတပ်ပြီးရိဘူတတားရဆက်ပြိုလေးတွေကိုနေ့စဉ်နဲ့ပြသပြသမှာမို့မွေးချန်နယ်လေးကိုလိုက် subscribe နဲ့တပ်ပုတ်တန်းစပိုင်းရှိနောက်ထပ်ပြီးတော့မှပြသမှာနော်တတား